ဒဏ်ရာပြဿနာတွေများသထက်များလာတဲ့ပရီးမီးယားလီငရဲတွင်မင်္ဂလာပါကိုကန်အစ်စတာဖုတ်ဘောရှူအနေကျူလိုပါရဲကျွန်တော်ကိုကန်ပါကျွန်တော်ဒီဗီလေးမှာတော့ပရီးမီးယားလီပွဲတဲ့ခုနှစ်အပြီးမှာ နမေကြီးကစားသမားတချို့ဒဏ်ရာရှိသွားမှုနဲ့ပတ်သက်ပြီးတော့ဒီ Premier League ရဲ့ပြိုင်ဆိုင်မှုပြင်းထန်တဲ့အခြေအနေနဲ့နှိုင်းယှဉ်ပြီးတော့သုံးသပ်ဆွေးနွေးမှုလုပ်သွားကြမှာ။အ EPL ကပရိသတ်တွေအနေနဲ့ကြီးလို့ကောင်းတယ်ကြီးလို့ကောင်းတယ်ဝင်ငွေတွေအများကြီးရတဲ့အဘလုံးသမားအနေနဲ့လည်းလာခတွေအများကြီးရတဲ့ club တင်းတွေအနေနဲ့ဝင်ငွေတွေတိုးတက်တိုးလာတဲ့ကျွန်တော်တို့ကဒါပဲမြင်တာ။ကျန်တဲ့တခြားဆိုင်မှာလည်းအဲ့ဒါနဲ့တန်အောင် ပေးဆက်နေရတဲ့အပိုင်းကြီးရှိတယ်။ဒါကလပ်တင်းနေဆိုရင်လည်းကစားသမားတွေအတွက်ဟိုဒဏ်ရာပြဿနာကြုံလာတဲ့အခါကျရင်ဟိုအလကားနှိပါပေါ့နော်။သူတို့ရဲ့လုံအားမရပဲနဲ့လောက်ခပမာဏပေးနေရတာတွေရှိမယ်။ကစားသမားတွေလည်းသူတို့ရဲ့ဘဝကြီးနဲ့ရင်းပြီးတော့ဒီဒဏ်ရာပြဿနာတွေကို ရရှိခဲ့တာတွေအခုခံရတာရှိမယ်အတင်းကလည်းစေဘွားကတွေကုန်မယ်ဒါကကျွန်တော်တို့မြဝါတင်နေမြင်ရတဲ့အချက်လက်လေးပဲပြောတာတချို့တော့ငွေကုန်ကြေးကျရှိနိုင်တဲ့အပိုင်းတွေဆုံးရှုံးမှုရှိနိုင်တဲ့အပိုင်းတွေလည်းအများကြီးပဲအဲ့တော့ကြောင့်ပြောမယ်ဆိုရင်ဗျာ EPL တန်တယ်ပေါ့နော်ကျွန်တော်တို့ပရိသတ်တွေအတွက်တန်တယ်ကစားသမားတွေအတွက်လည်းပြိုင်ဆိုင်မှုပြင်းထန်တဲ့အတွက်ကြောင့်ရှင်းပြရင်ချင်းစရာကောင်းတယ်တွေ့မယ် အဲ့လိုဒံရံပြဿနာကြီးကြီးမားရသွားရင်တော့ကျွန်တော်ဘယ်ကစားသမားအောင်မှမရသေးခြင်းဘူးအထူးသဖြင့်အဲ့ဒူးဒံရံတွေကရေရေလေကြောက်ဖို့ကောင်းတယ်ပုံမှန်အားဖြင့်ဆိုရင်ဒါ hamstring injury တို့ groin injury တို့ကရလျက်တာရှိတယ်အဲ့ဒံရံတွေဒီကာလအရင်မရှိဘူးတိုးတော့အမြဲလွတ်လွတ်တော့ပြန်ဖြစ်တတ်တယ်ရလိုက်ပြန်ပြန်နာလိုက်ပြန်ဖြစ်လိုက်ပြန်ကောင်းလိုက်စသဖြင့်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ တည်သလားအဲ့ဒူးနာအကျော်လေးတွေရှိရဗျာအဲ့အကျော်တွေပြတ်သွားတဲ့ဒဏ်ရာမျိုးဆိုရင် shock ရှိတယ်ကစားသမားဘဝကပါအဆုံးသက်တာကျွန်တော်တို့ကဆရာအောင်မဟုတ်တဲ့အတွက်ကြောင့်တချို့သော terms တွေလွဲကောင်းလွဲနိုင်တယ် knowledge တွေအနည်းငယ်လွဲကောင်းလွဲနိုင်တယ်ဒါတော့ဟိုနားလည်ပေးဖို့အတွက်ကျွန်တော်တလက်စာတွေကြိုပြီးတော့ request လုပ်ထားတယ်ဒါပေမဲ့လည်းဟိုကျွန်တော်တို့ဘောလုံးပွဲတွေကြီးခဲ့တဲ့အတွေ့အကြုံရပါတော့နော်ရှေ့မှာအဲ့ဒူးဒဏ်ရာတွေက ACL injury မိသွားရင် ဒါတရားသမားဘုရားသုံးဖို့အတွက်တောင်အခြေအနေနှီးသွားပြီလို့ပြောလို့ရတယ်။ဘောလုံးသမားတွေကလည်းအဲ့ဒီ ACL injury ကိုကြောက်ကြတာ။ ACL injury ကပြန်ကောင်းလာပြီးရင်တောင်ကြန့်ခိုင်မှုကမရှိတော့ဘူး။ဟိုခြေသွမ်းဆိုတာကကြန့်ခိုင်မှုပေါ်မှာသွားပြီးတော့တရားခိုင်တော့လောက်မူတီတာဟုတ်ဗျ။ဘောလုံးသမားတယောက်ရဲ့ခြေသွမ်းကျသွားတယ်ဆိုတော့သူကဘောလုံး မကန်တတ်တော့တာမဟုတ်ဘူးဆွမ်းဆောင်ရင်မကြသွားရဆိုတော့ကြံ့ခိုင်မှုနဲ့စိုက်နေနောက်တစ်ချက်ယုံကြည်ချက်နဲ့စိုက်နေပေါ့သူတို့ရဲ့ပင်ကိုအသွေးသားမှားတွေကဘောလုံးကဟိုသူတို့ညံလိုက်ကန်တက်ပြီးသားဗျာအဲ့ဒါကြီးကမကြသွားဘူးကျွန်တော်တို့ကပြောသလိုပေါ့မန်တယ်ကြောင့်ကြာရင်ကြာမယ်မကြာရင်အပြင်ပ physical ကြံ့ခိုင်မှုကြောင့်ကြာရင်ကြာမယ်အဲ့တော့ပြောချင်တာအခုတပတ်ရှင်မြိုင်ကစားခဲ့တဲ့ပွဲစဉ်တွေမှာ Man City Chelsea Arsenal စားတဲ့အသင်းတွေကကစားသမားအများစုဒဏ်ရာပြဿနာရခဲ့တယ်။တသင်းချင်းစီကျွန်တော် ခွဲထုတ်ပြီးတော့ဆွေးနွေးပြပါမယ်ပထမအလုံးတင်ရတော့ Chelsea ပေါ့မိုးဆိုးမှသွားလေရာမိုးလိုက်လို့ရွာနော်ငိုတဲ့ကချိုးကန်းနေပါတယ်ဆိုမှပူအချင်းနေစိုးသွားပြီနောက်တန်းမှာဒါ Josh Achin ပေါ့လူငယ်လေးဗျာအဆင်မပြေဘူး Liverpool နဲ့ပွဲမှာလည်းမှားပေးတာတွေအများကြီးပဲကျွန်တော်တို့ဆဲနေရတာဒီနေရာမှာဗဒီယာရှိုင်းကအားကိုးလို့ရိုက်အောင်ပဲရှိသေးတယ်ဗဒီယာရှိုင်းနဲ့ဒဏ်ရရသွားတယ်ဘဲချင်းဘဲကလာတီအနားယူရမယ်မသိဘူးဆိုရင်မတိုးစင်လည်းမကောင်းသေးဘူးနော် ဒါပြင်လဗိုင်းကိုရလည်း ACL injury မိထားတယ်။ချက်လိုပါတယောက်ပဲရှိတော့တယ်။အဲ့ဒီလီဗာပူးနဲ့ပွဲမှာဆိုရင်ဘလောက်ရုပ်ပေါက်လဲဆိုရင် CB ကစားသမားတယောက်မှမပါဘဲနဲ့ဟိုပွဲကိုရှေ့ဆက်ကစားခဲ့ရတာ။လူငယ်အသင်းကကစားသမားတွေပါခေါ်ပြီးတော့ကစားခဲ့ရတယ်။အဲ့လောက်ထိကိုချယ်ဆီရဲ့ဒဏ်ရာပြဿနာရရှိမှုဟာကြီးထွားနေတာဖြစ်ပါတယ်။ဆိုတော့ Josh နောက် Barrier ဆိုင်ဘလောက်အတိုင်းအတာနားရမလဲ။ကျွန်တော်တို့တစ်ချက်ကြည့်ရမယ်။ကျွန်တော်ကတော့အကောင့်ဘက်ကိုလည်းအရင်မမျှော်လင့်ရဘူးဗျ။ဒီနေ့ဘောလုံးရသည်မှာ ကျွန်တော်တို့ခြေစီဒဏ်ရာရှိမှုတွေကဟိုတာမန်ထက်ကိုပိုတယ်ကန်တရားတော်ပါနေလားမသိဘူးအဲ့လိုမျိုးဒဏ်ရာရမယ်ဆိုရင်ကန်တရားပေါ့နော်အဲလဗိုင်းကိုရဲ့ဒီစောစီးစွာဒဏ်ရာခဲ့မယ်ဆိုရင်လည်းတမျိုးထားပါတော့ဗျာဟို FIFA Club World Cup မှာလည်းအဲ့ဒီ ACL ရသွားလိုက်ကျွန်တော်တို့စောစီးလူခေါ်လို့ရတယ်အခုကအဲ့လိုလည်းမဟုတ်ဘူးအရှစ်လပိုင်းလောက်ဝင်ကန်နီးစဲစဲမှဒီ ACL ရတာကျော်ခြေစင်းတဲ့ဒဏ်ရာပြဿနာတွေဒီအခုစနောက်ပြောနေချာသလိုတကယ့်ကိုနာနီပုံစံမျိုးဖြစ်နေတယ် โอเคအဲ့တော့ကျွန်တော်နောက်ထပ်တင်ကမန်စီးတီမန်စီးတီမှာလည်းကွင်းလယ်ဥတိုင်းရိုဒရီဒန်ယာပြဿနာထိရသွားတယ်။တင်းအစားနာတော့ကျွန်တော်တို့မသိသေးဘူး။အရန်နီးတဲ့အတွက်ကြောင့်ကျွန်တော်ဗီဒီယိုရိုက်နေတဲ့အချိန်ကလည်းနည်းနည်းစောတဲ့အတွက်ရိုဒရီရဲ့ဒန်ယာဘလောက်အတိုင်းအတာနားမမမသိသေးပေမဲ့ရိုဒရီလိုမျိုးကဘာအဆင့်ကစားသမားတစ်ယောက်ကဒီလိုဒန်ယာပြဿနာတွေမကြာခဏရနိုင်ခြင်းကကောင်းတဲ့လက္ခဏာတရတော်မဟုတ်ဘူးဗျ။ဒါအပြင်ရိုဒရီရဲ့အသက်ကလည်းအသက်30နှစ်ကန့်နေပြီ။ကြက်ခိုင်မှုမပြေဝပုံနဲ့ဒီလိုဒန်ယာပြဿနာတွေမကြာခဏရရှိပုံနဲ့ဆိုရင်ဒီလူအေး ်ဟို holding midfield တနေရာမှာအကောင်းဆုံးကစားနိုင်တဲ့ကဘာအဆင့်ကစားသမားတယောက်ရဲ့နှစ်ခုခြေသွမ်းပိုင်းတွေကိုကျွန်တော်တို့ပြင်မမြင်ရတော့မှာတော့အရန်စိုးရင်တယ် Messi ပြိသက်မဟုတ်ပေမဲ့လည်း Rodri လိုမျိုးကစားသမားကောင်းတယောက်ရဲ့မျက်ခင်းစိမ့်နေပေါ်မှာဟိုခြေသွမ်းပြနေတဲ့အခိုက်အတန့်တွေကိုကျွန်တော်မျှော်လင့်နေမိပါတယ်ခင်ဗျာအဲ့တော့ Rodri အနေနဲ့အမြန်ဆုံးကောင်းမွန်ပါစေဒဏ်ရာပြဿနာမပြင်းထန်ဖို့ပဲမျှော်လင့်ပါတယ်ခင်ဗျာကျွန်တော်နောက်ဆုံးဟိုပြောခြင်းနဲ့ဟိုကစားသမားပေါ့နော်ပြဿနာရှိတယ် အဲ့တော့ကြောင့်နောက်ဆုံးမှကျွန်တော်တေချာလေးဆွေးနွေးခြင်းတဲ့အတွက်ထည့်ပြီးဆွေးနွေးလိုက်တာပါဘာလို့လဲဆိုတော့ Martin Odegaard ဖြစ်ပါတယ်အဲ Odegaard ကတော့ပြဿနာရှိတဲ့ဒဏ်ရာရသွားတာဖြစ်ပါတယ်ကျွန်တော်ရဲ့ review ထဲမှာပါတယ်ကျွန်တော်မနေ့ပိုင်းတေချာပြန်ကြည့်တဲ့အခါကျတော့ဘလုံးမဲဟိုပြန်ကြည့်တာဗျာအရှိကိုတိုင်ပြန်ရစ်ကြည့်လို့ရတယ်เนาะ live မဟုတ်တဲ့အတွက် easy ပဲဘယ်နာအသေးသေးဘလို့ဖြစ်သွားတယ်ဘလို့ထိသွားတယ်လုံးဝ pass လုပ်ပြီးကြည့်လို့ရတယ်အဲ့လိုအခြေအနေမျိုးမှာကျွန်တော် summer value ကိုလှမ်းတာတဲ့ပုံစံကြီးကျွန်တော် အဲ့ဒီအချိန်လေးကတော်တော်စိုးရိမ်နေကျွန်တော်ရဲ့ review တွေမှာပါနေနားထောင်ကြည့်ဘာကြောင့်လဲဆိုတော့စွဲပြေးလာတာဗျာ summer valley ကအဲ့လိုကြစ်ကြစ်လေးလူပုပုနဲ့ကြစ်ကြစ်လေးအရန်အရှိန်များတဲ့အာသူ့ရဲ့ acceleration agility ရောအရန်ကောင်းတယ်အဲ့ဒီအချိန်မှာဘာကြောင့်မြဲမာတင်အိုရီကလည်းအဲ့နေရာလှန်တာလည်းမသိဘူးဗျာဒီလောက်အနေရများတဲ့ဟာကြီးကိုသူတားလိုက်တာဒူးကိုအဲ့လိုမျိုးစက်ကနေပဲကျွန်တော်မြင်လိုက်ရအဲ့ဒီကသွားပြီလို့သူကန်တော့ကန်နေသေးရဒါပေမဲ့လုံးဝနာလာတဲ့အဆုံးပေါ့နော်ထွက်သွားတယ်ဆိုတော့ညလောက်ရောက်တဲ့အခါကျတော့ သတင်းတက်လာ။မာတင်အိုဒီကက်က MCL injury မိတာတဲ့။နော်အဲ့တော့ကျွန်တော် MCL injury ဆိုတော့ ACL injury လောက်အခြေအနေမဆိုး။ ACL injury ကတော့အခြေအနေအဆိုးဆုံးပဲ။ ျွန်တော်အရှိကပြောမယ်ဆိုရင်ဒါ MC ရဲ့ injury က medial collateral ligament လို့ခေါ်တယ်။အဲ့တော့ ACL လောက်မပြင်းဘူးနော်။အဲ့တော့ဒူးရဲ့ဖွဲ့စည်းပုံတွေထဲမှာဆိုရင်ဒီအယုတ်ကလေးတွေကအတွင်းထဲမှာဖွဲ့စည်းထားတဲ့အယုတ်ကလေးတွေရှိမယ်။အပြင်ဘက်ကအယုတ်ကလေးတွေရှိမယ်စသဖြင့်ပေါ့နော်။ဒါဆေးပညာပိုင်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီ day တော့မပြောနိုင်ဘူး။သို့တော့ကျွန်တော် deep sea မှာ Arsenal ပြိတ်သက်တွေအတွက်ကျွန်တော်မေးထားတယ်။မေးတဲ့အချိန်မှာတော့အဲ့ဒီ MC ရဲ့ injury ကအဆင့်၃ဆင့်ရှိတယ်။ Martin Odegaard ဘယ်အဆင့်ဖြစ်လဲတော့လက်ရှိအချိန်ထိ DD မသိသေးဘူး။အဆင့်၁ကကြတော့အဲ့ဒီ အရွတ်ကလေးကတန်းသွားတာပေါ့နော်တန်းသွားတဲ့အတွက်ကြောင့်နည်းနည်းအနာတရလေးဖြစ်သွားတယ်ဆိုတဲ့ပုံစံမျိုးပေါ့အဲ့လိုလေးအဆင့်တက်တာဖြစ်မယ်ဆိုရင်နှစ်ပတ်ကနေ၄ဘက်လောက်ထိပဲသူနားရနိုင်တယ်အဲ့လောက်လေးပဲဖြစ်ဖို့ပဲကျွန်တော်မျှော်လင့်ပါတယ်နှစ်ပတ်၄ဘက်ဆိုတော့ International Break နဲ့နောက်တစ်ပတ်ပြင် Premier League ပွဲစဉ်၈အဲ90အဲ့လောက်ပဲနားရမှာပေါ့နော်လုံးဝကျွန်တော်10လောက်ထိပဲနားရမှာပေါ့အဆင့်နှစ်ဖြစ်သွားပြီဆိုရင်နည်းနည်း short ရှိတယ်အဲ့ဒီဒူးယူကလေးကဒစိမ့်တစ်ပိုင်းစုပ်ပြဲတာအပြည့်ဝစုပ်ပြဲတာမဟုတ်ဒစိမ့်တစ်ပိုင်းစုပ်ပြဲတာခွဲစိတ်ဖို့တော့အဆင့်နှစ်ထိမလိုသေးဘူး ဲ့လိုလေဒစိတပိုင်းစုတ်ပြဲသွားပြီဆိုရင်၄ဘက်ကနေ၈ဘက်ထိနားနိုင်ကဲနောက်ဆုံးအဆင့်၃ဒါကတော့အဲ့ဒီဒူးယူလုံးဝစုတ်ပြဲသွားတာ ACL မဟုတ်နော် MCL ဒူးယူလုံးဝစုတ်ပြဲသွားတာအဲ့ဒါဆိုရင်တော့၈ဘက်ကနေ6လအဲ့6လတက်လေပို့နိုင်တယ်ဆိုတော့ဟိုကျွန်တော်မြင်ရသလောက်သူဘောလုံးတွေပါရီစက္ကန့်နေတယ်ဘာညာဆိုတော့အဆင့်1နဲ့2နဲ့ပဲဖြစ်ဖို့များတယ်3တာဖြစ်သွားမယ်ဆိုရင်သူစက္ကန့်တိုင်းမှာမဟုတ်တော့ဘူးဗျာတိလားဟို1နဲ့2နဲ့တစ်ခုခုပေါ့နော်ဒီနားရက်တရားလေလူတယောက်နဲ့တယောက် ဟိုပြန်လည်တန်ဆွမ်းလာတဲ့အခြေအနေချင်းမတူတဲ့အတွက်ကြောင့်အတိကျတော့ပြောလို့မရဘူးဒီထက်ပိုလဲစောရင်စောလိမ့်မယ်ဒီထက်ပိုလဲနောက်ကျရင်နောက်ကျလိမ့်မယ်ဒါကျွန်တော် Arsenal ပြည်သက်တွေကိုသိစေလိုတဲ့အတွက်ကြောင့်ကျွန်တော် grain ဒါ AI ကနေရှာပြီးတော့မေးထားတာဖြစ်ပါတယ်ခင်ဗျဆိုတော့အနည်းချုပ်ရမယ်ဆိုရင်အဲ Premier League ကငွေတွင်းဟုတ်တယ်ပြည်သက်တွေအတွက်စိတ်ဝင်စားစရာနေရာကြီးဟုတ်တယ်ဒါပေမဲ့တစ်ဖက်မှာလည်းကစားသမားတွေအတွက်ငရေတွင်းဖြစ်ပါတယ်အခု ်ပရီးမီးယားလိပွဲစဉ်ခုနှစ်မှာဒဏ်ရာရှိခဲ့တဲ့ကစားသမားတွေအားလုံးအမြန်ဆုံးပြန်လာနိုင်ပါစေလို့ဆုတောင်းရင်းနဲ့ပဲဗီဒီယိုလေးဒီမှာနားခွင့်ပြုပါအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်